ဝါရှင်တန် DC ကိုအလယ်လာတဲ့စစ်မှုထမ်းအောင်ကြီးတွေကိုသမရဘရက်အိုဘားမားကလေရင်ပေါ်အထိတက်ပြီးတော့ကြိုဆိုနှုတ်ဆက်တာပါ Hello everybody What uh as we approach Veterans Day I want to stop by and just say Thank you for your extraordinary service. တိုင်းပြည်အတွက်အသက်ပေးစစ်မှုထမ်းခဲ့ကြတဲ့အတွက်အလွန်ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့နိုင်ငံကိုကာကွယ်ဖို့ကိုယ်တိုင်ရောမိသားစုတွေပါ အနစ်နာခံခဲ့ကြတာတွေအတွက်အစဉ်အမြဲဂုဏ်ယူနေမှာပါလို့တမရအိုဘားမားကပြောပါတယ်။တမရတယောက်အနေနဲ့ကုလလာနှုတ်ဆက်ပြီးတာဝန်ထမ်းဆောင်ခဲ့တာကိုချီးကျူးတော့အတော်လေးပီတိဖြစ်ရပါတယ်လို့ပြောပါတယ်။ joy my heart day see all people american ပြည်တော်စုမှာ november 17ရက်နေ့ကိုစစ်မှုဒဏ်ဟောင်းနေ့ဖြစ်သတ်မှတ်ထားတာပါ washington dc ကဒုတိယကမ္ဘာစစ်ကိုရီးယားစစ် vietnam စစ်ပွဲအထိမ်းအမှတ်ဂုဏ်ပြုထားတဲ့ဗိမာန်တွေအလင်းနဲ့စစ်သင်းကြိုင်းနဲ့တခြားအထင်ကြီးနေရာတွေကိုစစ်ပြန်စစ်မှုတောင်းကြီးတွေတွားရောက်ကြည့်ရှုနိုင်အောင်အလူရှင်တွေကအစီအစဉ်ပေးတာပါ ခုလိုစစ်မှုတန်းအောင်နေမျိုးသာမဟုတ်ပဲတစ်နှစ်ပတ်လုံးစစ်မှုတန်းအောင်တောင်းတဲ့ချီဇယိငိမ့်လက်ပတ်နိုင်အောင်လဲစီစဉ်ထားတာပါအသက်အရွယ်ကြီးသူတွေအတွက်စေတနာဝန်ထမ်းအကူလိုက်ပါဆောက်ရှောက်သူတွေလည်းရှိပါတယ်အိုဟိုင်းယိုးပြည်နယ်ကလေတဲ့စစ်မှုတန်းအောင် almost ဆိုသူက2005ခုနှစ်ကစလို့သူ့ကိုယ်ပိုင်လေရင်ရဲ့အပြင်တခြားမိတ်ဆွေတွေရဲ့လေရင်တွေနဲ့ Washington DC ကိုစစ်မှုတန်းကြီးတွေရောက်ဖူးအောင်စပြီးတော့လိုက်ပို့တာပါခုခါလေရင်ကြီးတွေနဲ့ပါအလဲပတ်ပို့ပေးတဲ့အစီအစဉ်ကိုချဲ့ထွင်လာနိုင်တာဖြစ်ပါတယ်ကျွန်တော်အောင်ဆွေးပါ